အားလုံးမင်္ဂလာပါဗျာအားလုံးမင်္ဂလာပါအော်ထူဆန်းစရာလေးပြောချင်လို့ပါဗျာဘာပြောချင်တာလဲဆိုလို့ရှိရင်သခိုင်းတိုင်းမှာရှိတဲ့တမလော်ရာတွေသခိုင်းတိုင်းမှာရှေ့တန်းမှာထွက်တဲ့တမလော်ရာစစ်သားတွေဗတ်တာစားတွေရဲတွေကိုပြောချင်ပါတယ်ဗျာနော်ခင်ဗျားတို့တိတိကျကျမှတ်ထားနော်ခုလိုင်းပေါ်မှာနာမည်ကြည့်နေဒီဘဲရင်ကအိုးထင်းရွာလာပါလားတော့မကြည့်ဘောနော် ဒါအုတ်ထင်းရွာမှာတတ်မတော်ကနေတဲ့ဟိုဘက်ကပြောတာပေါ့နော်ပေါင်900ကြီးနဲ့ချတာခလေးတွေတည်သွားတယ်တဲ့ခလေးတွေတည်သွားတယ်လူကြီးတွေမပါဘူးဆိုတော့ပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့တွေ့ကြည့်ဗျတို့တို့ကြီးကာအင်ကြီးတွေဥစဉ်ဆိုလို့ရှိရင်လည်းဥစဉ်ရဲ့တပည့်တွေကိုကြီးကာအင်ကြီးတွေဆင်ထားတာတစ်ထဲကို9တိုင်းလောက်ရှိတယ်ဗျာနော်သရုပ်ကြီးကနေလာတဲ့ကြီးကာအင်တစ်ထဲ9တိုင်းလောက်ရှိတယ်အဲ့တော့ခင်ဗျားတို့လည်းအဲ့ဒီ9တိုင်းအကုန်ခံစရာမလိုတော့ဘူး အဲ့မဲ့နေရပုံလေးတွေကြီးလိုက်တယ်လွယ်လေးတွေတွေ့တယ်လွယ်လေးတွေတွေ့တယ်နော်ဒါကြောင့်ကောင်းကင်ဘော်ကနေပေါင်900ကြီးနဲ့ချလိုက်တယ်ပေါင်900ကြီးနဲ့ပြစ်လိုက်တယ်အဲ့တော့တွေ့တဲ့တောင်မှရစရာမရှိအောင်ဖြစ်သွားရထားအောင်နော်ဘာဖြစ်လို့များလွယ်အိတ်တွေကကလေးတွေရဲ့လွယ်အိတ်တွေကအကောင်းပကတိဖြစ်နေရတာလဲလို့မေခွန်းထောက်ရမယ်အဖြစ်ဖြစ်သွားပြီဗျနော်မေခွန်းထောက်ရမှာ ကလေးတွေရဲ့လွယ်မှာပြဲခြင်းလည်းမရှိဘူးဘာမှလည်းမရှိဘူးเนาะပြဲခြင်းလည်းမရှိဘူးဘာဆိုဘာမှကိုမရှိဘူးပြဲခြင်းနေပါ යි အဲ့တော့ခင်ဗျအဲ့ဒီလွယ်တွေကိုကြီးကအိကြီးကအိကြီးလှုပ်ပြီးတော့လောက်ရတာတော့ပို့ပြီးအစင်ပြင်းမဲ့ထင်ရနော်ပေါင်900ကြီးနဲ့ချရတော့မလွယ်ကဘာမှမဖြစ်ဘူးဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာအဲ့တော့ပြောခြင်းနဲ့ခစ်တေတို့ DBC တို့ အဲ့ဒီကကျောင်းဆရာမတယောက်ပေါ့နော်ကျောင်းဆရာမနဲ့အခြားတော်သူတွေလင်းလဲပြီးပြောင်းပြီးပြောင်းလိမ်ပါပြီးပြောင်းညာပါလို့နော်အမှန်လွေတီကိုဓာတ်နဲ့ပြောင်းလောရမယ်ဓာတ်နဲ့စွှထားရမယ်လွေတီအပေါက်ပေါက်တွေလောရမယ်ဇက်နောင်လေဇက်နောင်အခုကခင်ဗျားတို့ကလိမ်လဲလိမ်ညင်ပြီးတော့ပါတဲ့ခေတ်တည်းကလူကြီးဘလောက်50ကျော်ဟိုကျောင်းဆရာမပြောတာလူကြီး10ဦးအာတရားနဲ့တရားလဲညှိလဲမထားကြဘူးနော် အဲ့တော့လိန်ပြီးပြောင်းလိန်မာလို့ပေါ့ကိုတော်ကနေအကြံပြုကျင်ပါတယ်ဗျအားလုံးတော်ပါပဲဗျကျေးဇူးတင်ပါတယ်အနန်းတော်ကျွင်ဘက်မှာပေါ့နော်ဒါနဲ့ဥစဉ်စီတင်းပို့တဲ့အခါကျညှိပြီးတော့ညှိပြီးပြီးပြန်လွတ်လိုက်တယ်တဲ့ပြန်လွတ်ပြီးမှပြည်သူစစ်ကိုငါတင်းပြီးတော့ငါတင်းပြီးတော့ပြည်သူစစ်ကနော်အာကျွန်တော်တို့ငားနေလဲမယူနိုင်ဘူးတဲ့ဒါကျွန်တော်တို့အန်တရရှိရတဲ့အန်တရများတယ်ပေါ့နော်အမှုမတွဲနဲ့ပေါ့ဗျာအမှုမတွဲနဲ့ပေါ့အမှုမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ဥစဉ်တော့ပြည်သူစစ်တွေကဘာပြောချင်တာလဲဆိုတော့ပြည်သူစစ်ကစိုးချင်စိုးမယ်တဲ့မိုက်ချင်မိုက်မယ်တဲ့ မိုက်ကုံကိုတိုင်းပြည်အတွက်လုပ်တယ်တဲ့ငွေရှာရင်တောင်မှတဲ့တိုင်းပြည်ကိုတစ္ဆာဖောက်မဲ့အလုတ်ကိုမလုတ်ပါဘူးတဲ့လုတ်တဲ့သူလဲလက်မခံဘူးလို့တင်ပေးပါအရှင်ဖေဟာတဲ့ဒါလေးစစ်တယ်စစ်တော့ဘာပြောရလဲဆိုတော့ဒီမှာဖြတ်တယ်ဖြတ်တော့စစ်တယ်စစ်တော့စစ်ပိုင်ကမရှိဘူးတဲ့မင်းတို့ပြည်သူစစ်တယ်စစ်ပိုင်ကမရှိဘူးတဲ့ငါစစ်ခိုင်းတဲ့သူနှစ်ယောက်ရှိရဲတဲ့ဟုတ်လားအကုန်လုံးပြီးပြီးသားတဲ့အကုန်လုံးတစည်းကိုတသိန်းခွဲပေါ့ဗျာပြီးပြီးသားလုတ်ပြီးတဲ့စိတ်ကန်းကမှာအကုန်လုံးရှင်းခဲ့ပြီးသားတဲ့ကဲ အဲ့ဒီဟာဒီပေါ်မှာဘာပါတဲ့ညာပါစစ်ပိုင်ကွယ်မရှိဘူးလားလုံပိုင်ကွယ်မရှိဘူးလားအော်စစ်ကြတော့အတူတိုက်ပိုင်ကွယ်ရှိတယ်ရှေ့ကြတော့တက်ပိုင်ကွယ်ရှိတယ်ဒါကြတော့စစ်ပိုင်ကွယ်မရှိဘူးဆိုရင်ဒီလိုစစ်တည်စတာငွေစားဥစတာမို့တိုင်းပြည်အတွက်စစ်တာ တိုင်းပြည်နဲ့လူမျိုးဗရာတာနာနဲ့မင်္ဂလာပါဒီကနေ့မှာတော့ပောက်ကိုတော်ပြည်သူစစ်တွေတက်မတော်သားတွေနဲ့စက်ကြီးကောက်တော်လဲဝေစုမရသည့်အတွက်ပောက်ကွဲနေတဲ့ပောက်ကိုတော်ရုတ်တန့်နဲ့အတူကော့ဂရိတ်တွင်အောင်စီရစစ်စင်ရေးတပ်ဤကာကင်းစခန်းတစ်ခု KNAA ကတင်ပတ်ရရှိတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ် ကရင်ပြည်နယ်ကော့ကရိတ်မြို့တွင် အောင်စေရစစ်စင်ရေးတပ်၏ကာကင်းစခန်းတစ်ခု KNAA ကတင်ပတ်ရရှိခဲ့ကြောင်းသိရသည်မေလ14ရက်နေ့မိုးလွယ်ပိုင်းတွင် ကော့ကရိတ်မြို့တဒံကူးကျေးရွာနှင့်ရွာတစ်ကုံကျေးရွာအာရှလမ်းမကြီးအနီးရှိ အောင်စေရစစ်စင်ရေးတပ်ကာကင်းစခန်းကို KNLA မဟာမိတ်တပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရသည့်စစ်တပ်အောင်စေရတတန်ကူးနှင့်ရွာတစ်ကုန်းထိပ်မှရှိတဲ့ကကင်းစခန်းပေါ် အရင်က DKBA ဘိုနာမကြတို့ဂိတ်ထိုင်ခဲ့တဲ့နေရာစက္ကစရွှေချက်မင်းနောက်တန်းစခန်းနဲ့တော့ရွာထိပ်နဲ့ရွာလေးပေါ့အာရှလန်ကိုဝိုင်ဆက်နှစ်ကနှစ်ရက်ရှိပြီးပတ်ကျဲနေတာဒီမနေ့ချက်နဲ့လဲလာပစ်သေးတယ် အောက်ဘိုးလေးဘက်ကိုအဲကြားကပဲကတ်တက်ပြီးတင်းလာဟုစီရင်နယ်မြေတရင်အရင်မြစ်ကပြောဆိုသည်လက်ရှိကော့ကရိတ်မြို့အနီးဝန်းကျင်တွင်မေလ10ရက်မှ14ရက်နေ့အထိတတန်ကူးရွာရွှေကြမ်းမင်းကျောင်းနေရာနှင့် ရန်ကုန်ဘုံကြီးကျောင်းနေရာများရှိအကျန်းဖက်စစ်တပ်ကို KNLA မဟာမိတ်တပ်များပိတ်ဆို့တိုက်ခိုက်နေကြောင်း KNLA မဟာမိတ်စစ်ကြောင်းတာဝန်ရှိသူတအူးကဆက်လက်ပြောဆိုသည့်တတန်ကူးတနေရာတဲကိုပဲ10နှစ်လာကျင်းနေတာနှစ်ရက်ရှိပြီးရွာအိမ်တွေပြက်ကုန်ပြီးစစ်တပ်ကရွာထဲမှာရှိနေတာရဲ့ရွှေချမင်းဘုံကြီးကျောင်းနဲ့ရန်ကုန်ဘုံကြီးကျောင်းဘက်ကိုပြင်အဖွဲ PDF အဖွဲတွေလာတိုက်နေတော့အကာအကွယ်မရှိအောင်ဘုံတိကျဲ drone နဲ့လည်းကျဲပြီးဖျက်ဆီးနေတာ မနစ်ကဟိုဘက်ရွာကနွယ်လဲအဲ့လိုပဲဘုံကျဲတာအုံစည်းကုန်ပြီးလူမရှိပေမဲ့ကျွဲနွားတွေဝက်တွေအကုန်ထိပ်ပြီးတေးတာပဲလူလဲပြန်မရဲသေးဘူးဟူကရင်စီရီတရင်အရင်မြစ်ကပြောဆိုသည်နာမျိုးရေမင်္ဂလာပါဗျာဒီနေ့ဟာ14ရက်9လပိုင်း2025ဖြစ်ပါတယ်ဗျာဦးစင်ဟာတန်တော်သားတွေကိုညနေရပေါ့နော်မုံလွန်းလို့ပြောတာမဟုတ်ပါဗျာဦးစင်ဟာဒီလိုပြောရင် ဒီလိုလောက်လာရင်ဒီလိုပြောရင်ဥစဉ်အတွက်လည်းအန္တရာယ်ရှိတယ်ဆိုတာဒါပေမဲ့ဥစဉ်လည်းတိပါတယ်ဗျဒါပေမဲ့လည်းတိုင်းပြည်ရဲ့အတွက်ဆိုတော့ဥစဉ်ကပြောရမှာပဲဗျဒါတွေကနေငယ်ကဥစဉ်တို့ပြုစုစစ်တွေကတည်င်းပို့လာတယ်ပေါ့နော်ဒါစီပုံးနေပါဗျနန်းတော်ကျွန်းဘက်ကစီပုံးနေပါနော်နန်းတော်ကျွန်းဘက်ကစီပုံးနေစီပုံးနေရဓာတ်ရက PDF တွေစီလောက်တဲ့စီပုံးနေခိုးတယ်တဲ့စီပုံးနေနော်ပြန်လာတဲ့အခါမှာပြန်မိတာပေါ့နော်အစားကလွတ်ပေးလိုက်ပြီမပြန်လာတဲ့အခါမှာဒါမျိုးမိတယ်အဲ့တော့ဥစဉ်တို့မိတယ်မိတဲ့အခါမှာဥစဉ်ကဘသူကပြီးတော့ဖမ်းတယ်ပေါ့ဗျဖမ်းတော့ အဲ့မှာပြည်သူစစ်တွေကိုလည်းဒီဖမ်းတဲ့ဘုံကနေမှတက်ကြလိုက်ပြီမင်းတို့ရောက်ငါးတည်းရောက်ပြည်သူစစ်တွေကမရှိပါဘူးပြည်သူစစ်တွေလုံးဝလုံးဝမရှိဘူးအဲ့ဥစဉ်စစ်တွေတည်းဥစဉ်နဲ့ဒါမျိုးကခဏခဏဖြစ်နေတယ်ဗျာတဲ့တပည့်တော့ဒါတွေကမှန်ပြောရလို့ရှင်အဲ့ဒီစီဘုံတွေကကြီးတယ်အဲ့စီဘုံတွေမဟုတ်ကြီးတယ်အဲ့ဒါတွေကဟိုဘက်ကြီးတော့ပေါ့တို့နေပန်လာလို့တပည့်ချင်းပဲဆိုဒီစိတ်ကန်းတွေတော့ကြီး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 ဥစဉ်တို့အပြည့်မဲ့ပြည်သူတွေကိုပြစ်တဲ့ကြီးကြီး တက်မတော်သားတွေရဲ့ရင်ဝါကိုပြစ်တဲ့ကြီးတွေရဲတွေရဲ့မိသားစုကိုပြစ်တဲ့ကြီးတွေတို့တော့နိုင်ငံဝန်ထမ်းကောင်းတွေကိုရင်ဝါကိုတဲ့တဲ့ခေါင်းတွေတဲ့တဲ့မှန်းတဲ့ကြီးတွေအဲ့အစီကုန်းတွေကြီးတွေပဲအဲ့အစီကုန်းတွေကသူတို့တွေရွှေလုတ်တယ်ရွှေလုတ်တော့ရရကြီးတွေဝယ်လက်နဲ့တွေဝယ်တယ်နော်လက်နဲ့တွေဝယ်တယ်ဒီတော့သူတို့စီကပတ်စံရတော့ဘယ်လောက်ရမှမကြောက်လဲဘယ်လောက်ရမှမကြောက်နော်အဲ့ဆစ်ဆဲရမယ်ဟုတ်ပြီဘယ်ရတာဒီဟာဆစ်ဆဲရမယ်ဘယ်ဟုတ်ဘောလဲဘယ်ဟုတ်ဘောလဲကြာကြာလာဆစ်ဆဲမပေါ်စရာအကြောင်းမရှိဘူးမပေါ်စရာအကြောင်းမရှိဘူးเนาะအဲ့တော့ဒရင်ပို့တဲ့ပြည်သူစစ်တီကိုရောဒီဒရင်ပို့တဲ့ဒီဒီပို့เนาะ နားလေတဲ့တချို့တက်မတော်လားတွေပါတယ်ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်အနန်းတော်ဂျွန်ဘက်မှာပေါ့နော်ဒါနဲ့ဥစဉ်စီတင်းတင်းပို့တဲ့အခါကျညှိပြီးတော့ညှိပြီးပြီးပြန်လွတ်လိုက်တယ်တဲ့ပြန်လွတ်ပြီးမှပြည်သူစစ်ကိုငါးနေပြီးတော့ငါးနေပြီးတော့ပြည်စစ်ကနော်အာကျွန်တော်တို့ငါးနေလည်းမယူနိုင်ဘူးတဲ့ဒါကျွန်တော်တို့အန်တရရှိတယ်တဲ့အန်တရရများတယ်ပေါ့နော်အမှုမတွဲနဲ့ပေါ့ဗျာအမှုမတွဲနဲ့ပေါ့အမှုမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ဥစဉ်တော်ပြည်သူစစ်တွေကဘာပြောချင်တာလဲဆိုတော့ပြည်သူစစ်ကဆိုးချင်ဆိုးမယ်တဲ့မိုက်ချင်မိုက်မယ်တဲ့မိုက်ကုံကိုတိုင်းပြည်အတွက်လုတ်တယ်တဲ့ဝေရှာရင်တော်မားတဲ့တိုင်းပြည်ကိုတစ္ဆာဖောက်မဲ့အလုပ်ကိုမလုပ်ပါဘူးတဲ့ လောက်တဲ့သူလဲလက်မခံဘူးလို့တင်ပေးပါအရှင်ဖုရားတဲ့ဒါပြည်သူစစ်တူကနေမှာခေါင်းဆောင်နေမှာဥစဉ်စီပြလိုက်တဲ့စားပြည်သူစစ်ကစိုးချင်စိုးမယ်မိုက်ချင်မိုက်မယ်မိုက်ကုန်ကိုတိုင်းပြည်အတွက်လောက်တဲ့ငွေရှာရင်တောင်တိုင်းပြည်တစ္ဆာဖောက်မယ်အလုပ်ကိုမလုပ်ဘူးလောက်တဲ့သူလဲလက်မခံဘူးလို့တင်ပြပေးပါဖုရားတဲ့အဲ့တော့ဥစဉ်ချက်ချက်လက်ငယ်ဒီဥစဉ်တို့ဗိုလ်ချုပ်ကလည်းဗိုလ်ချုပ်နဲ့ဥကလည်းဥစဉ်တရင်ပို့လိုက်တယ်ချက်ချက်လက်ငယ်ဖော်ဖော်နဲ့ချက်ချက်လက်ငယ်စီစဉ်ဆောင်ရွက်ပေးပါမယ်ဖုရားတဲ့လောက်ပေးပါမယ်တဲ့ဗိုလ်ချုပ်နော်တန်တဲ့မူလည်းဥစဉ်ချက်ချက်ပို့လိုက်တယ် အဲမင်းတို့မပူရငါပူပေးမယ်လို့ပေးလို့ဆက်လိုက်မယ်တမန်လည်းငါဒါမျိုးဟာကိုစောင့်တယ်လူကိုယ်တိုင်တော့မှဟိုလိုသခိုင်းတရားမှာလို့73စီဖမ်းလိုက်တယ်လို့တကယ်လို့လားအဲ့တက်နေမှုကငွေမဲ့တယ်ငွေယူမဲ့ဆိုလို့ရှိရင်အဲ့73စီကအလဲဆုံးမရပါဘူးဆိုရင်3400ရလိုက်မယ်လို့ပေါကူတော်တော်မှပြောပြောတော့တိတ်ထောင်နဲ့လာကန်လန်းတယ်လို့ကဲဦးစင်းတော်မှတိတ်ထောင်လောက်နဲ့ကန်လန်းတယ်ဆိုလို့ရှိရင်ခင်ဗျဒီတက်နေမှုကြီးဖမ်းလိုက်တာဒါဒီဟာကြီးလွတ်ပြပါခင်ဗျလွတ်ပြပါဘယ်လိုဆိုလို့ရှိရင်အလဲဆုံး3400ဒါပေမဲ့ သူနိုင်ငံပေါ်တစ္ဆာမခေါ်ဘူးလို့နိုင်ငံပေါ်တို့တစ္ဆာရှိတယ်လို့ဥသိန်းတို့လိုချင်တာလဲအဲ့လိုကိုချုပ်တယ်လို့အဲ့ဘိုလ်ချုပ်စီကိုင်မင်းလဲဆက်လိုက်လို့ခုနကလူဆက်တော့ဟဲ့အောင်နဲ့အဲ့ရမလို့လို့ရှိရင်အသေးဖွားဖြစ်ဖြစ်ငါသူတိုက်ရိုက်ဆဲတဲ့တိုက်ရိုက်ဆဲတဲ့ငါထရောက်စွာရေးယူပေးမယ်တဲ့ဟုတ်လားအဲ့ကြဥသိန်းတို့ကပြောချင်တယ်ကိုယ့်ဘက်ကမှတိုက်ရိုက်ဆက်လိုက်ခိုင်းတဲ့ချင်ဆက်လိုက်အော်ဆေးဆေးဆက်ရှက်ဆေးဆေးရမလဲလောက်ဆရာရှိရလောက်ရမလဲဒီလောက်စီပုံဒီဒီဇယ်တက်စီပုံနဲ့ပုံ100ကျော်200လောက်ဒီဆက်လေးကယူမှာပါလာတယ် ပို့တယ်စစ်ဆေးရမယ်ဘယ်ဟာပို့ရလဲဘုသူစီပို့ရလဲဘယ်ဟာဝယ်ရလဲဘယ်နေရာဝယ်ရလဲဘယ်နေရာပို့ရလဲစစ်ဆေးရမယ်အဲ့တော့စားကျင်တယ်အစင်မပြေလို့ဟုတ်ပြီဒီကန်းဒီစိတ်ကန်းဘက်မှာငွေစားကျင်တယ်ဝါပေါင်ကားတွေရှိတယ်ခင်ဗျားတို့တိုက်တလောက်ကောက်ဗျာဖင်တာရှိရင်တော့ဘာမှဖြစ်ဘူးဝါပေါင်ကားတွေရှိတယ်တစ်ကားတွေရှိတယ်တစ်ဖောင်ကားတွေရှိတယ်ကောက်စားမှာစားဖို့တော့ကိုကောက်လို့ရတယ်အပြစ်မပြောဘူးဒါပေမဲ့ဒီဒီဇယ်တွေပရီမီယံဒီဇယ်တွေဒီဇယ်တွေဓာတ်ဆီတွေအဲ့ဒါတွေကကြီးကြီးကြီးနော် ခင်ဗျားတို့ရဲ့ရှင်ဝါကိုတဲ့တဲ့မှန်ပဲကြည်ရင်အဲတိုင်းပြည်ကိုတစ္ဆာမဖောက်ပါနဲ့စာနီးတွေအများကြီးရှိပါတယ်ကောက်စားမှာဝါပေါင်နေတစ်ပေါင်နေသူ့ကိုလည်းကောက်ထားပဲဒါလေးကိုဦးစင်းကပြောချင်တာတော့ဒါလို့ပြောရင်ခင်ဗျားတို့ချုပ်ကိုမုံလိုက်မယ်မုံလဲချုပ်ဂူးမဆိုင်ဘူးချုပ်လဲတိုင်းပြည်အတွက်ကိုပြောတာတိုင်းပြည်တစ္ဆာဖောက်တဲ့အလို့ကိုချုပ်တော့ဘယ်တော့မှလက်မခံခင်ဗျားတို့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားမှာလားလူလူပေးတဲ့ငွေရတက်တက်လုံးထိုင်စားလို့ရမှာလားဒါလေးကိုဦးစင်းကမေးခွန်းထုတ်ချင်တယ်ဗျာနော်ကဲစစ်စစ်ကြတော့ဗျာဟုံးမဟုတ်ပါညာတော့ဒီကတော့ဦးစင်းတော့ဓာတ်ပုံနဲ့တကွာပုံနဲ့တကွာနဲ့ပြလိုက်တယ် နော်ဘယ်လိုဖြစ်ရှင်းမလဲဘယ်လိုလုပ်မလဲဆိုတော့ဥစဉ်ကတော့မတည်ဘူးဒါနဲ့ဥစဉ်ရဲ့ပတ်နာစာတွေပို့တဲ့တည်င်းကိုတော့ဥစဉ်ကကိုကျော်တေစီကိုတင်ပြလိုက်ဒါလေးကိုစစ်စစ်ပေးပါဒါလေးကိုအမှန်တရားဖြစ်ချင်ပါတယ်ဒီတိုင်းဒီတိုင်းလုပ်ပေးပါအရင်ရက်ကလည်းဥစဉ်ကတန်ဖိုင်ကိုပို့ထားပါတယ်ဗျာနော်တန်ဖိုင်ကိုပို့ထားတယ်ဒီဒီနန်းတော်ကျွင်းအုတ်ကြီးတွေဆိုရတော့တယ်အရန်လေးစားစရာကောင်းတယ်အုတ်ကြီးတွေဆိုရင်နော်ဒါတို့အတက်အန်တွေရဲ့ကြားအနေဒါအတိုက်ခံလုပ်ပြီးသူပြောတာတွေမနေရမှလည်းမနေရလည်းဒီတိုင်းပဲဒီဟာတွေစစ်တယ်စစ်တော့ဘာပြောလဲဆိုတော့ဒီမှာဖြတ်တယ်ဖြတ်တော့စစ်တယ်စစ်တော့စစ်ပိုင်ကိုမရှိဘူးတဲ့မင်းတို့ပြည်သူစစ်တယ်စစ်ပိုင်ကိုမရှိဘူးတဲ့ငါစစ်ခိုင်းတဲ့လူတယောက်ရှိရဲ့တဲ့ဟုတ်လား အကုန်လုံးပြီးပြီလားတဲ့အကုန်လုံးတသိကိုတသိန်းခွဲပေါ့ဗျာပြီးပြီလားလုံးပြီးလားစိတ်ကန့်ကဲမှာအကုန်လုံးရှင်းခဲ့ပြီလားတဲ့ကဲအဲ့ဒီခါဒီပေါ်မှာဘာပါတယ်ညာပါစစ်ပိုင်ကိုမရှိဘူးလားလုံးပိုင်ကိုမရှိဘူးလားဩစစ်ကြတော့အတူတိုက်ပိုင်ကိုရှိတယ်ရှင်းကြတော့တက်ပိုင်ကိုရှိတယ်ဒါကြတော့စစ်ပိုင်ကိုမရှိဘူးဆိုရင်ဒီလိုစစ်တင်စစ်တာငွေစားကိုစစ်တာမို့တိုင်းပြည်အတွက်စစ်တာတိုင်းပြည်နဲ့လူမျိုးဗရတာအနာနဲ့စစ်တာ နော်ဒါလေးလည်းသိစေချင်တယ်ဗျာနော်အဲ့တော့စီစီလုံးလုံးညင်ညွတ်နဲ့ညင်ညွတ်နဲ့လုံးမသားလေးဥစဉ်တော့အောင်မြင်ပါခေါင်းဆောင်ကလည်းခေါင်းဆောင်ပြီးသားဆိုတာနဲ့လုံးမသားလေးအောင်မြင်မယ်လို့ဥစဉ်ကတော့တုံးတက်ချင်ပါတယ်ဗျာအားလုံးတော်ပါပဲဗျာ